ဒါလေးတွေကိုမှားမသုံးနဲ့နော် she very likes him သူကသူ့ကိုအရင်ကြိုက်တယ် okay she very likes him လို့လို့မရအောင်နော် she really likes him သူကသူ့တကယ်မှကြိုက်တယ် okay i don't want there yesterday ငါမနေ့အဲ့ကိုမသွားခဲ့ပါဘူး okay မနေ့ဟာကိုအဲ့မှာ don't နဲ့တွားပြီးညင်းလို့မရအောင်နော် i didn't go there ဖြစ်မှာနော် i didn't go there yesterday ငါမနေ့အဲ့ကိုမသွားခဲ့ပါဘူး i didn't want there yesterday လို့မပြောအောင်နော်ဒီခါလေးမှာကိုက didn't didn't မနေ့မနေ့ဆိုကြတော့ အဲကိုတော့လို့မရ want to တော့မှာပါညာတကတွားပြီးအတွေးလုံးနေတယ်โอเคရှေ့ကအဲ့မှာအကူအငင်းပါလာပြီဆိုလို့ရှိရင် want to မတုံးတော့เนาะ favor ပြန်ဖြစ်သွားမှာเนาะโอเค i didn't go there yesterday မင်းငါအေးကိုတွားခဲ့ပါဦး he is married with her သူကသူနဲ့အိမ်အောင်ကြတာအဲ့ဒီမှာဆိုလို့ရှိရင် married with her မပြောနော် married to လို့ပြောမှာโอเค he is married to her သူကသူနဲ့အိမ်အောင်ကြတာ let me let me to explain ဒါလေးကိုငါရှင်းပြရမယ် let me to explain okay အဲ့မှာဆိုရှင် to မထည့်ဘူးเนาะ let me explain လို့ပြောပြမယ် let me explain okay ငါရှင်းပြရမယ်ဒါငါမိဒါကိုငါမိကိုရှင်းပြရမယ်ဆိုရှင်တော့ let me explain this to you let me explain this to you ဒီလိုပြောလို့ရတယ်ပါ okay i am agree အဲ့လိုပြောเนาะ i'm agree လို့ပြောเนาะ i agree okay i agree she is boring သူကပြင်းနေတာ okay she is boring she is boring မှားတာတော့မဟုတ်ဘူးဒါပေမဲ့ तू ကပြင်းနေရလို့ပြောနေတာဆိုရှင် she is boring လို့ပြောလို့မရအောင်เนาะ she is bored तू ကပြင်းနေတာ okay she is boring ဆိုရှင် तू မှပြင်းဖို့ကောင်းတယ်ဆိုတော့ဘောဖြစ်သွားတော့တခြားလူတို့ပြင်းဖို့ကောင်းတယ်ဆိုတော့ဘောဖြစ်သွားပေါ့ဥမာ the teacher is boring ဆရာကပြင်းဖို့ကောင်းတယ် okay ပြင်းတာဆိုရှင် bored ဆိုပြောเนาะ she is bored ပြင်းနေရကောင်းတာဆိုရှင် boring โอเคရအောင်နော်အခုလိုမျိုးအသုံးတွေကိုတော့ကြိုးရှိလာမယ်ဒီကြိုးရှိရဆိုရှင် comment မှာ yes လို့ရေးသွားပါနောက်ထပ် video အစ်စ်တွေလို့မတော်အောင်လည်းဒီ page ကို follow လုပ်ထားပါမယ်နော် bye bye see you in the next video